မင်္ဂလာပါ writer mathematics ကနေကြိုဆိုပါရစေ။ဒီရက်ဒီနေ့ဆွေးနွေးမှာက grade 12 mathematics ရဲ့ chapter 4 vector algebra သင်ခန်းစာရဲ့အပိုင်း3ကိုဆွေးနွေးမှာဖြစ်တယ်။အပိုင်း3မှာဆွေးနွေးမယ့်အကြောင်းအရာလေးတွေက negative vectors တွေအကြောင်းရယ် zero vector တွေအကြောင်းရယ်နောက် vector တွေကို operation လုပ်တာပေါ့နော် operation လုပ်တဲ့ rules တွေ operation ကဘာတွေလုပ်မှလဲဆိုရင်အပေါင်းအနှုန်း scalar နဲ့မြောက်တာလေးတွေကိုလုပ်မှဖြစ်ပါတယ်။ ဟုတ်ပြီအရင်ဆုံး negative beta လေးကိုပြောမယ် negative beta ဆိုတာ the beta negative beta a ဒီ negative beta a လေးနဲ့ဒီ beta a လေးနဲ့ဟာတဲ့ the same လက်အလျားတူတယ် the bet ဒါပေမဲ့ the opposite direction direction ကဆန့်ကျင်တယ်အဲဆိုရင် beta တစ်ခုရဲ့ negative ဒီမူရင်း beta ရဲ့ဘာလဲ opposite direction ဖြစ်ပြီးတော့ same လက်အလျားကတူညီမယ် ဟုတ်ပြီအဲ့ဒါဆိုဒီမှာဘက်တာလေးနှစ်ခုဒီဘက်တာလေးနှစ်ခုကအလျားတူတယ်ဒီမှာအစအလျားကအတူတူပဲဒါပေမဲ့ direction ရပါလဲ opposite ဖြစ်နေတယ်အဲ့ဒီဘက်တာနှစ်ခုကိုတစ်ခုက better a ဆိုရင် နောက်တစ်ခုက negative better a လို့ခေါ်မယ်ဟုတ်ပြီဟိုက thinking စာနဲ့ပြောမယ်ဆိုရင် better a သည်7 negative 3 negative 2 components တွေပါတယ် better ဆိုရင် negative better a ကကြတော့ဒီ components တွေရဲ့လက္ခဏာတွေအားလုံးပြောင်းသွားမယ်ပမာဏတွေကတော့732ပဲ လက္ခဏာတွေက negative beta အိမ်မှာမဖြစ်သွားမှာလေဆို negative 7 + 3 plus 2ဖြစ်သွားမှာဖြစ်တယ်။ဟုတ်ပြီဒီမှာပြထားတဲ့အတိုင်းပဲ။အဲ့တော့ beta နှစ်ခုက negative beta လို့ပြောရင်အလျားတူပြီးတော့ direction ဆန့်ကျင်တဲ့ beta နှစ်ခုဒီတစ်ခုကတစ်ခုရဲ့ negative ဖြစ်တယ်လို့သိရမယ်။ဟုတ်ပြီနောက်တစ်ခုက0 beta 0 beta ကတော့ရှင်းရှင်းလေးပါပဲ။သူ့ရဲ့ components တွေအားလုံးက0ဖြစ်နေတယ်ဆိုရင်အဲ့ဒီ beta ကို0 beta လို့ခေါ်မယ်။ သင်္ကေတနဲ့ဘတာ0လို့သတ်မှတ်တာဖြစ်တယ်။ဟုတ်ပြီဒီနေ့သင်ခန်းစာရတဲ့ကူပါတယ်။အဲ့တော့ the rules for algebra with beta ဘတာတွေကိုတို့က algebra ဆိုတာပေါင်းလို့အမြောက်အစားလုပ်တာအောင်ပြောတာပေါ့နော်ဘတာတွေကိုဘတာတွေကိုပေါင်းလို့မြောက်စားလုပ်မယ် rules တွေဟုတ်ပြီဘတာတစ်ခုပေးထားတယ်ဘတာ a ဘတာ b ဘတာ a က h1 h1 h2 h3 ဘတာ b ရဲ့ components တွေက y1 y2 y3 ဟုတ်ပြီသူတို့တို့ပေါင်းမယ်နှုတ်မယ်စကီလာနဲ့မြောက်မယ်ပေါ့နော်ခုဘက်တာတစ်ခုပေါင်းချင်ရင်ဘာလုပ်မလဲအဲ့ဘက်တာရဲ့သက်ဆိုင်ရာကွန်ပိုနန့်တွေကိုပေါင်းပေးရမယ်တဲ့ဘက်တာတစ်ခုနှုတ်ရင်လည်းအရှိရဘက်တာရဲ့ကွန်ပိုနန့်တွေကနေအနောက်ကဘက်တာရဲ့သက်ဆိုင်ရာကွန်ပိုနန့်ကိုနှုတ်ပေးရမယ်တဲ့အရှိနောက်မှားလို့မရအောင်အနှုတ်ကဖလဲနေရဖလဲလို့မရအောင် တော့ရှေ့ရဘက်တာဘက်တာ A ရဲ့ components တွေကနေဘက်တာ B ရဲ့သက်ဆိုင်ရာ component ကိုနှုတ်ပေးမယ် H1 ဆိုရင် H1 နဲ့ H2 နှုတ်မယ် Y1 နဲ့ Y2 ကိုနှုတ်မယ် Z1 နဲ့ D2 လေးကိုနှုတ်ပေးမှာ ဖြစ်တယ်ဟုတ်ပြီနောက်တစ်ခုက scalar လေးနဲ့မြောက်မယ်တဲ့ beta a ကိုဖြစ်ဖြစ် beta b ကိုဖြစ်ဖြစ် beta တစ်ခုကို scalar တစ်ခုနဲ့လို့မြောက်မယ်မြောက်လို့ရှိရင်အဲ့ဒီ beta ရဲ့ components တွေအားလုံးကိုအဲ့ဒီ scalar နဲ့မြောက်ပေးရမယ် ဟုတ်ပြီအဲ့တော့ဆိုတော့ဒီမှာမျှောက်လိုက်တော့ဒီ components အားလုံးကိုဒီ scalar k လေးနဲ့ဝင်မြောက်တော့ kx1 kx2 kx3 for any scalar k k ဆိုတာကတော့ scalar လေးတခုဖြစ်ပါတယ်တဲ့ဟုတ်ပြီအဲ့တော့တို့ကပုံလေးနဲ့ပြောမယ်ဆိုရင်ဒီပေါင်းခြင်းပေါ့နော် a နဲ့ a beta a နဲ့ beta b ပေါင်းတယ် beta a နဲ့ beta b ကစထွက်တဲ့အမှတ်ကတူတယ်တူတယ်ဆိုရင်တို့နှစ်ခုပေါင်းခြင်းကဘာနဲ့တူလဲဆိုရင်အဲ့ဒီ ဗတာအီနဲ့ဗတာဘီနဲ့တိဆောက်ထားတဲ့ parallelogram ရဲ့ diagonals နဲ့တူတယ်တဲ့အစထွက်မှတ်တူတယ်ဆိုရင်အဲ့အစထွက်မှတ်ကနေပြီးတော့ဆွဲလိုက်တဲ့ diagonal နဲ့တူပါတယ်တဲ့သူတို့နှစ်ခုပေါင်းခြင်းရအခုဒီမှာဆိုရင်ဒီကနေစထွက်တယ်ဆိုတော့ဒီမှာဗတာအီပြီးတော့ဒီကောင်ကဘာလဲဗတာဘီဆိုဗတာအီနဲ့ဗတာဘီပေါင်းရပါရမယ် a+b ဒီဘက်ကတွားရင်လေဒီကစထွက်မယ်ဗတာဘီ plus beta a ပဲအတူ b plus a a plus b အတူတူပဲအပေါင်းကဖလှယ်လို့ရဟုတ်ပြီနောက်တစ်ခုကအနှုတ်ကကြဘာနဲ့တူလဲဆိုရင်ဒီ beta a နဲ့ beta b ကခုနကလိုပဲစားထွက်တဲ့အမတ်နှစ်ခုစားထွက်တဲ့အမတ်တွေကတူတူပဲအဲ့ဒါဆိုသူတို့နှစ်ခုနှုတ်ချင်းကဘာနဲ့တူလဲဆိုရင်သူတို့ရဲ့ m point တွေ m point နှစ်ခုကိုဆက်ထားတဲ့ beta နဲ့တူပါရဲ့တဲ့ b m y နှစ်ခုဆက်ထားတဲ့ beta နဲ့တူတယ်သူတို့နှစ်ခုနှုတ်ချင်းကဘယ်ဘက်ကနေဘယ်ဘက်ကိုလဲဆိုရင်နောက်က b ရဲ့ နာဂဗတ္တာပီရဲ့အဆုံးကနေအရှိယဗတ္တာအီရဲ့အဆောင်ဆက်ထားတယ်ဗတ္တာနဲ့တူပါတယ်ဒီကနေဒီလိုမဟုတ်ဘူးเนาะဒီဘက် B ရဲ့အဆုံးကနေ A ရဲ့အဆောင်ဆက်ထားတယ်ဗတ္တာနဲ့တူပါတယ်တဲ့သူတို့နှစ်ခုရဲ့နှုတ်ချင်းကစာထွက်မဲ့တူရင်ပေါ့เนาะဟုတ်ပြီ scalar နဲ့မြောက်တာကြတော့ဒီဗတ္တာ A လေးနဲ့အဲ့သူ့ကို K နဲ့မြောက်လိုက်တဲ့ K ဗတ္တာ A နဲ့ကပြိုင်နေတဲ့ ပြန်ပြီးတော့ပမာဏကတော့ဘာဖြစ်သွားမလဲဆိုရင်ခေစဖြစ်သွားမယ်ပေါ့နော်မူလဗတ္တာဗတ္တာ A သူ့ကို scalar တစ်ခုနဲ့မြှောက်လိုက်တယ်ဆိုရင်အဲ့လိုမြှောက်လို့ရလာတဲ့ဒီ K ဆိုရင် K2 K3 ဆိုရဲဒီဗတ္တာလေးဟာမူရင်းဗတ္တာနဲ့ဘာဖြစ်လဲဆိုရင် parallel ဖြစ်တယ်ဒါပေမဲ့ပမာဏကတော့ခေစဖြစ်သွားမယ်ခေက2ဆိုရင်2စခေက3ဆိုရင်3စဖြစ်သွားမယ်ခေကအကယ်၍1 2ဆိုရင်2ဝက်ဖြစ်သွားမယ်ပေါ့နော်အဲ့တော့ ဗတာတစ်ခုကိုစကေလာတစ်ခုနဲ့မြှောက်လိုက်ရင်ရလာတဲ့ဗတာဒီမူရင်းဗတာနဲ့ parallel ဖြစ်တယ်။အစကတော့မြှောက်လိုက်တဲ့စကေလာတန်မှုအတိုင်းဖြစ်သွားမယ်။ဟုတ်ပြီဒါပါပဲ။ဒီနေ့ကလွယ်ကူတဲ့သင်ခန်းစာလေးတွေကိုတွေ့မှာဖြစ်ပါတယ်။ကဲဟုတ်ပြီဒါလေးတွေကိုအသုံးပြုရတဲ့ example ပုံစံလေးတွေတို့တွေ့မယ်။ example မှာဗတာ B ရဲ့ဗတာ Q ရဲ့ပေးထားတယ်။ရှားမှာ abc ပုံစံ၃ခုမှာဗတာ b နဲ့ဗတာ q ပေါင်းမယ်ပြီးရင် scalar နဲ့မြှောက်မယ်နှုတ်မယ် scalar တခုနဲ့မြောက်တယ်နှုတ်မယ်ပေါ့နော်ပေါင်းတာရဲ့နှုတ်တာရဲ့ scalar နဲ့မြောက်တာရဲ့ဟုတ်ပြီအဲ့ဒါဆိုတော့တို့ a ကနေစပြီးတွက်လိုက်မယ် beta b plus beta q ဆိုတော့ beta b နေရာမှာ beta ပေးထားတဲ့ column beta လေးအစားထိုးမယ် beta q နေရာမှာလည်းပေးထားတဲ့သူ့ရဲ့ column beta လေးကိုအစားထိုးလိုက်မယ်ကဲဟုတ်ပြီအဲ့ဒါဆိုတို့ပေါင်းလို့ရပြီဆိုပေါင်းလိုက်မယ်ပေါင်းရင်ဘယ်လိုပေါင်းမလဲသက်ဆိုင်ရာ components တွေအချင်းချင်းပေါင်းမယ် 1နဲ့ negative 2နဲ့ပေါင်းမယ် negative 1နဲ့0နဲ့ပေါင်းမယ်4နဲ့2နဲ့ပေါင်းမယ်ဟိုမျိုး1နဲ့ negative 2ပေါင်းတော့1 2 negative 1နဲ့0ပေါင်းတော့ negative 1 0 4နဲ့2နဲ့ပေါင်းတော့4 2ကဲဟုတ်ပြီသူ့ကိုရှင်းလိုက်မယ် negative 1 negative 1 6ဆိုပြီးတော့ရမှာဖြစ်ပါတယ်ဟုတ်ပြီ a လေးကပြီးသွားပြီတို့ b လေးကိုတွေ့ရအောင် b ကဗတာ b -1 2 ဗတာကျူဟုတ်ပြီအဲဆိုသက်ဆိုင်ရာ သူပေးထားတဲ့ဗတာလေးတွေကိုကော်လံဗတာလေးတွေကိုကူးပြီးတော့သူ့နေရာနဲ့သူထည့်လိုက်တယ်ထည့်ပြီးသွားရင်သူတို့နှစ်ခုကနှုတ်လို့ရပြီလားဆိုတော့မရသေးဘူးဘာလို့အောင်မလဲဆိုရင်ဒီ scaler လေးနဲ့အရင်ဝင်မြောက်ပေးရမယ်အဲ့တော့ဒီမှာဝင်မြောက်တဲ့အခါမှာ one mic အနှုတ် ကိုထားခဲ့ပြီး one mic 2နဲ့ဝင်မြောက်ခြင်းလည်းရတယ်အပေါင်းပြောင်းပြီးတော့ negative 1 mic 2နဲ့ဝင်မြောက်ရင်လည်းရတယ်ဘယ်လိုပဲလုပ်လို့ရပါတယ် ်ဟိုဒီမှာတော့ negative ကိုထားခဲ့မယ်1 2နဲ့ပဲမြောက်လိုက်မယ်ဟုတ်ပြီအရှိရဘတာဘာမှမလုပ်ရသေးတော့ဒီတိုင်းပြန်ကူးရေးမယ်အနောက်ကဘတာလေးကို1 2နဲ့မြောက်1 2နဲ့ negative 2မြောက်တော့2 2ကျေသွားတော့ negative 1ကျန်1 2နဲ့0နဲ့မြောက်တော့0 1 2နဲ့2နဲ့မြောက်တော့2 2ကျေသွားပြီးတော့1ဖြစ်သွားဟောအဲ့ကြတော့မာဒီနဲ့ကူကိုတို့နှုတ်လိုက်မယ်သက်ဆိုင်ရာ component နေအချင်းချင်း1 -1 1 -1 ဆို1 +1 negative 1 minus 0 4 minus 1ဟုတ်ပြီရှင်းလိုက်တော့2 negative 1 3ဆိုပြီးရမယ်ဟုတ်ပြီနံပါတ်စီလေးကိုဆက်တွေ့ရအောင်ဟုတ်ပြီစီအားတွက်မယ်ဆိုတော့ကျူပတာကျူလေးကိုရှင်းမှာသူ့နေရာကိုထည့်လိုက်မယ်ပတာပီလေးကိုလည်းသူ့နေရာအစားသွင်းမယ်ပြီးရင်နှုတ်လို့ရပြီလားဆိုတော့မရသေးဘူး scalar လေးနဲ့မြောက်ပြရအောင်မယ်ကဲဟုတ်ပြီမြောက်လိုက်ရအောင် 3 by 2နဲ့ negative 2နဲ့မြောက်တော့2 2ကျေသွားတော့ negative 3 3 by 2နဲ့0နဲ့မြောက်တော့0ပဲရမယ်3 by 2နဲ့2နဲ့မြောက်တော့2ရဲ့2ရဲ့ကျေသွားပြီးတော့3ဖြစ်သွားမယ်အနောက်ကဗတာဘီလေးကိုဒီတိုင်းပဲကူရေးလိုက်အောင်ဟုတ်ပြီအဲကြတော့မှသူတို့မှမြောက်ဆရာ scalar တွေမရှိတော့ဘူးဆိုတော့မှဒီဗတာနဲ့ခုတို့ဘာလုပ်မလဲနှုတ်ဆရာရှင်နှုတ်မယ်ပေါင်းဆရာရှင်ပေါင်းမယ်ခုနှုတ်ကြမယ်ပေါ့နော်အဲ့တော့ negative 3 minus 1 0 minus negative 1ဆိုတော့0 plus 1 3 minus 4ဟုတ်ပြီရှင်းလိုက်မယ် negative 4 1 negative 1ဆိုပြီးရမှာ ဖြစ်ပါတယ်ကဲဟုတ်ပြီနောက်တစ်ပုဒ်ကဒီဘက်တာတွေကိုပေါင်းထုတ်လုပ်တဲ့ exercise 4.1 number 1ပုံစံလေးကိုတို့တွေ့မယ်သူကကြတော့ဘက်တာ3ခုပေးထားတဲ့ပုံစံ column ဘက်တာလေးတွေပေးထားတယ် find the following patterns ဒီအောက်ကပတ္တာတွေကိုရှာပြရမယ် a b c d e f g h ဟုတ်ပြီအဲ့တော့3ကနံပါတ်ရ3ဘတာ A ဘတာ A လေးကိုသူက3နဲ့မြောက်ထားတယ်အဲ့တော့ဆိုတော့သူကဘာလုပ်မလဲဘတာ A နေရာမှာပေးထားတဲ့ column ဘတာလေးထည့်မယ်ပြီးတော့3နဲ့ components အားလုံးကိုမြောက်ပေးမယ် components တစ်ခုချင်းစီအားလုံးကိုမြောက်ပေးမယ်ဒါ15 negative 6 negative 12လွဲပါတယ်မြန်မြန်လေးသွားလိုက်တော့မယ်နံပါတ်ဘီယာဘတာ4ဘတာ B ဟုတ်ပြီ4နဲ့ဝင်မြောက်မယ်ဘတာ B လေးကိုစားထည့်မယ်ပြီးရင်4နဲ့ components အလုံးကိုမြောက်လိုက်တယ် ။တပတ်စီကဗတာ A- minus ဗတာ B ။ဗတာ A လေးကဗတာ B ကိုနှုတ်ရမယ်တဲ့ဗတာ A လေးကူးရမယ်နှုတ်ပြီးရင်ဗတာ B လေးကိုကူးရမယ်။ scalar တွေနဲ့မျှောက်စရာမရှိတဲ့အတွက်ကြောင့်တခါတည်းနှုတ်လိုက်မယ်။5 minus 3 negative 2 minus negative 6ဆိုတာဘာဖြစ်မလဲ negative 2 plus 6ဖြစ်မယ်เนาะလက္ခဏာလေးတွေတော့သတိထားပြပါမမလွယ်တယ်ဆိုပေမဲ့သတိမထားရင်မားတတ်ပါတယ်ဟုတ်ပြီရှင်းလိုက်မယ် 24 negative 5ဆိုပြီးရမှာဖြစ်တယ်ဟုတ်ပြီ d ကိုဆက်တွေ့ရအောင် d က b c b လေးကိုအစားသင့်မယ်3 negative 7 c က07 negative 1ပုံစံကူတာလေးတွေလည်းမမအောင်ဂယူဆိုင်မယ်လက္ခဏာလေးတွေမကြံခဲ့အောင်ဂယူဆိုင်မယ်လွယ်ရဆိုပြီးတော့ပော့ပော့လေးတွက်လိုက်ရင်လည်းမှားသွားတတ်ပါတယ်အဲ့တော့3နဲ့0ပေါင်းမယ် negative 7နဲ့7နဲ့ပေါင်းမယ်1နဲ့ negative 1နဲ့ပေါင်းတော့1 1ရှင်းလိုက်မယ် 3 1 0ဆိုပြီးရမှာဖြစ်တယ်ဒီကအလဲက1ဖြစ်မယ်အောက်က1 -1 0ဖြစ်မယ်ဟုတ်ပြီအဲ့တော့ဟိုဘက်စာမျက်နှာမှာ EFGH လေးဘုတ်ကိုဆက်တွက်မယ်ဟုတ်ပြီ ER 2B 2 beta B + C ဟုတ်ပြီ beta B ထည့်မယ် beta C အစားသွင်းမယ်ပေါင်းလို့ရပြီလားမရသေးဘူး scalar လေးနဲ့မျှောက်အောင်မယ် B တစ်ခုလုံးကို scalar နဲ့ဝင်မျှအဲ့တော့ 6 negative 2ဆိုပြီးရမယ်အဲ့ကြတော့မှတို့ဘာလုပ်ရမလဲအလဲမှာအပေါင်းဆိုတော့ပေါင်းပေးလိုက်မယ်ဟုတ်ပြီပေါင်းပြီးတော့ရှင်းပေးလိုက်မယ်ဟုတ်ပြီနောက်နံပါတ် e နံပါတ် e က a minus 2 better b ဟုတ်ပြီ a ဆိုတဲ့ better လေးကိုဒီမှာမှတ်အောင်စာသွင်းမယ် b ဆိုတဲ့ better လေးကိုမှတ်အောင်စာသွင်းမယ်ပြီးရင်2နဲ့ဒီတစ်ခုလုံးသုံးခုလုံးဝင်မြောက်မယ်ဟုတ်ပြီမြောက်ပြီးသွားတော့မှနှုတ်ဆက်ရှိတာနှုတ်မယ်5 minus 6 negative 2 minus minus 2ဆိုတော့ negative 2 plus 2 negative 4 minus 2ဟုတ်ပြီရှင်းလိုက်တော့ negative 1ဒီကောင်က10ဒီကောင်က negative 6ဆိုပြီးရမယ်ဟုတ်ပြီ g ကိုတွက်မယ် g ကကျတော့3ခုဖြစ်လာပြီ beta a beta b ပေါင်းမယ်ပြီးရင်2 beta c ကိုနှုတ်မယ်အရင်ဆုံး beta a နေရာမှာ beta a လေးစသွင်းမယ် ပတာပီညမှာပတာပီလေးအစားသွင်းမယ်ပတာစီညမှာပတာစီလေးအစားသွင်းမယ်ကျန်တဲ့အပေါင်းနှုတ်တွေကသူ့အတိုင်းမှန်အောင်ရေးမယ်ဟုတ်ပြီသူတို့ပေါင်းလို့နှုတ်လို့ရပြီလားဆိုတော့မရသေးဘူးဒီ scalar 2လေးနဲ့ဒီတစ်ခုလုံးကိုမြောက်ပြီးမှ လုပ်လို့ရဟုတ်ပြီ2လေးနဲ့ဝင်မြောက်လိုက်မယ်ဒီကောင်2နဲ့0နဲ့မြောက်တော့0 2နဲ့714 2နဲ့ negative 1 negative 2ဟုတ်ပြီ2နဲ့ပဲဝင်မြောက်တာမို့လို့ရှေ့ကအနှုတ်ကအနှုတ်ပဲအဲဒီ negative 2နဲ့ဝင်မြောက်ရင်တော့ဒီမှာ plus ဖြစ်သွားမယ် ရဟုတ်ပြီအဲ့ဆိုဒီသုံးခုတို့ပေါင်းလို့ရပြီဆိုတော့ပေါင်းလို့ရပြီနှုတ်လို့ရပြီဆိုတော့သုံးခုလည်းဘာမှမခက်ပါဘူးသူ့အတိုင်းပဲသုံးခုစတိုင်းပေါင်းနှုတ်သွားတာဖြစ်တယ်5 3 minus 0အဲ့လိုရေးရမယ်နောက် negative 2မှာ plus minus ဆိုဘာဖြစ်မလဲ minus negative 2 minus 6 minus 14 negative 4 plus 1 minus minus ဆိုတော့ plus 2ဟုတ်ပြီဒါကိုရှင်းလိုက်ရုံပဲ အပေါ်က ATM မယ်အောက်ကဒီမှာအလုပ်တည်းကြီးပဲဆိုတော့ပေါင်းပြရမယ်အကုန်လုံးကို negative 22အောက်ကလည်းအပေါင်းက3အနုတ်က4ဆိုတော့ negative 1ရမယ်ဟုတ်ပြီ H တစ်ပုတ်ပဲရှိတော့တယ်ဟုတ်ပြီ AO A တွေ B တွေ C တွေပတ္တာတွေအစားသွင်းမယ်3က3ပဲ negative တွေဒီကအပေါင်းနေအနုတ်တွေကလည်းဒီအတိုင်းပဲဟုတ်ပြီဒီမှာပေါင်းလို့နှုတ်လို့မရသေးဘူးဒီ3ဆိုတဲ့ scalar လေးကို ဒီဘက်တာ A တွေကို3 component တွေအားလုံးဝင်မြောက်ပြီးမယ်ဟုတ်ပြီ3 5ဆို15 3 negative 2ဆို negative 6 3 negative 4ဆို negative 12ဒီမှာအနှုတ်အပေါင်းနောက်ကဒီအတိုင်းပဲရေးဦးမယ်ဟုတ်ပြီဂျိုင်းမန်အောင်ကူးရေးမယ်ဟုတ်ပြီအခုတော့ဒီအဆင့်ရောက်သွားပြီဆိုတော့ဒါလို့ရပြီလေပေါင်းစရာရှိတာပေါင်းနှုတ်စရာရှိတာနှုတ်မယ်15 3 0 15 3 negative 6ဒီမှာ negative negative ဆိုတာဘာဖြစ်မလဲ negative 6 plus 6ပြီးတော့မှ plus 7ဟုတ်ပြီ negative 6 plus 6 plus 7ရပြီနောက်တစ်ခုက negative 12 minus 1 plus minus ဆိုတာဘာဖြစ် minus 1ပဲ negative 12 minus 1 minus 1ဖြစ်ဟုတ်ပြီရှင်းလိုက်တော့ဒီကောင်က12ဒီကောင်က6 6ကျသွားပြီ7ဒီကောင်အားလုံးပေါင်းအောင်မှာအနှုတ်တည်းဆိုတော့ negative 14ဟုတ်ပါပြီ ဲ့တော့ဒီနေ့သင်ခန်းစာလေးကတော့ဒါပါပဲရဲလွယ်ကူပါတယ်အဲ့တော့ဒီနေ့ကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုတွေမှာပြန်ဆုံကြမယ်เนาะ